လူရဲလို့ဖြစ်လာတဲ့အခါဘဝမှာပျက်စီးခြင်းတရားတွေအမျိုးမျိုးရှိကြတယ်။အဲ့ဒီပျက်စီးခြင်းတရားတွေနဲ့တွေ့ကြုံရတဲ့လူတိုင်းဟာလည်းအနည်းနဲ့အများပူလောင်ကြရတယ်၊ဆင်းရဲကြရတယ်။မကောင်းတဲ့ခံစားမှုတွေတွေ့ကြုံခံစားကြရတာပေါ့။ဘဝမှာအဲ့ဒီလူတွေ့ကြုံရနိုင်တဲ့ပျက်စီးခြင်းတွေကလည်းအများအပြားရှိတယ်။ ဲ့လိုဖြည့်ဆည်းခြင်းတွေကဘာတွေလဲနံပါတ်1မိဘဆွေမျိုးဇနီးမယားသမီးသားတွေရဲ့ဖြည့်ဆည်းခြင်းတွေနဲ့လဲတွေ့ကြုံရနိုင်တယ်အဲ့လိုမိဘဆွေမျိုးဇနီးမယားသမီးသားတွေရဲ့ဖြည့်ဆည်းခြင်းတွေနဲ့တွေ့ကြုံရတဲ့အခါတွေမှာလူတွေဟာပူလောင်ဆင်းရဲမှုတွေခံစားကြရတယ်မစားနိုင်မတော့နိုင် စီးပွားပြက်စိတ်ပြက်တွေနဲ့ပေါ့ အဲ့လိုဇနီးမယသမီးသားမိဘဆွေမျိုးတွေရဲ့ပျက်စီးခြင်းတွေနဲ့လဲဘဝမှာတွေ့ကြုံရနိုင်တယ်လို့ပြည်မြင်ထားရမယ်။နံပါတ်1ကိုစူးစားလောက်ကန်ရှာဖွေစူဆောင်းထားတဲ့စီးပွားဥစ္စာတွေလဲရန်သူမျိုး၅ပါးကြောင့်ဖြစ်စေအခြားအကြောင်းတစုံတစ်ခုကြောင့်ပဲဖြစ်စေပျက်စီးမှုဆုံးရှုံးမှုတွေနဲ့လဲတွေ့ကြုံခံစားရနိုင်တာပဲ။ အဲ့ဒါလို့စီဝါပြက်ချင်းနေတွေးကြုံကြရတဲ့အခါဒီမှာလဲလူတွေဟာရင်ဘတ်စီတီပူလောင်ဆင်းရဲကြရတာပါပဲအဲ့ဒါလို့ဘဝမှာ စီဝါပြက်ချင်းဆိုတဲ့ပျက်စီးခြင်းတွေနဲ့လည်းပဲတွေးကြုံရနိုင်တယ်လို့ပြည်မြန်ထားရမယ်နံပါတ်3မကြမ်းပါလို့ကိုယ်မှာယောဂါတွေဝေဒနာတွေခံစားရပြီးတော့မထနိုင် မထိုင်နိုင်တဲ့ အိတ်ရတဲ့ဘုံဘုံလဲပြီးတော့ငွေတွေကကုန်လူတွေကပန်းနဲ့အနာရောဂါတွေကြောင့်တေကြီးပျက်စီးရခြင်းနေလဲဘဝမှာတွေ့ကြုံခံစားရနိုင်တာပဲအဲ့ဒါလို့တွေ့ကြုံခံစားရပြီဆိုရင်လဲစီပွားပြက်ဘဝပြက်နဲ့နောက်ဆုံးကိုခန္ဓာပျက်စီးခြင်းတွေနဲ့တောင်တွေ့ကြုံခံစားရပြီးတော့တောကပရိဒေဝတွေနဲ့ပျက်စီးကြပြန်တာပဲ။ အဲ့ဒါလို့ဘဝမှာကြားမာရေးပျက်စီးခြင်းဆိုတဲ့ပျက်စီးခြင်းတွေနဲ့လဲတွေ့ကြုံခံစားရနိုင်တာပါပဲနံပါတ်၄နောက်ကိုကိုယ်တိုင်ရဲ့ဘဝပျက်စီးတာကိုယ့်ရဲ့ကိုခြင်းတရားတွေပျက်စီးတာသက်ဖြတ်ခိုးဆိုးလူ၌စရတဲ့မကောင်းတဲ့ကိုယ့်ရဲ့အပြုအမူတွေပျက်စီးတာဆူဆဲအော်ဟစ်စရတဲ့ကိုယ့်ရဲ့အပြောအဆိုတွေပျက်စီးတာ အမြဲတမ်းမကောင်းတဲ့အတွေးဆိုးတွေအကြံဆိုးတွေနဲ့ကိုယ်စိတ်ဓာတ်တွေပျက်စီးတာအဲ့ဒါလို့ကိုယ့်ရဲ့ပြုလုပ်ပြောဆိုကြံစီမှုဆိုတဲ့ကိုယ့်ရဲ့ကံတွေပျက်စီးပြီးတော့ကိုယ်ကိုယ်တိုင်အယတ္တမဘဝဖြစ်ဘိန်းသမဘဝဖြစ်တခိုးဘဝရဓမြဘဝဖြစ်နေအဲ့ဒါလို့ကိုယ့်ရဲ့ကိုခြင်းတရားတွေပျက်စီးခြင်းဆိုတဲ့ပျက်စီးခြင်းနေနဲ့လည်းပဲဘဝမှာတွေ့ကြုံ ခံစားရနိုင်တာပဲနံပါတ်5 အတိမှအတွေးမှအယူမှအမြင်မှတွေဖြစ်လို့အဲ့ဒါလို့အတိမှအတွေးမှအမြင်မှတွေနဲ့အမှားတွေလို့အမှားတွေပြောနေငရေပန်းနတ်ပန်းထင်တဲ့ကိုယ့်ဘဝဆင်းရဲဒုက္ခရောက်ရတာတွေနဲ့လည်းပဲတွေ့ကြုံရနိုင်တာပဲအဲ့ဒါလို့အတိမှအမြင်မှမိစ္ဆာဒိဋ္ဌိဆိုတဲ့ပျက်စီးခြင်းတွေနဲ့လည်းပဲပျက်စီးနိုင်တာပါပဲအဲ့ဒါလို့ပျက်စီးခြင်းတွေနဲ့တွေ့ကြုံရတဲ့အခါမှာလည်း ဘဝဟာပျက်စီးကြရတာပဲအဲ့ဒါလို့ပျက်စီးမှုအမျိုးမျိုးရှိတဲ့အထက်မှာတစ်မိသားစုဆေးမျိုးတွေပျက်စီးလို့နေ့စီဝါတွေပျက်စီးလို့သုံးယောဂါတွေကြောင့်ပျက်စီးလို့ကိုယ်ဘဝမှာဆင်းရဲစရာအပူတွေတွေ့ကြုံခံစားရပြီမဲ့ကိုကိုယ်တိုင်ကတော့မကောင်းတဲ့သူ အဖြစ်ကိုတော့မရောက်စေပါဘူးအတူချုပ်ထပ်ပြောရရင် မိသားစုဆွေမျိုးတွေပျက်စီးလို့ကိုဘဝမပြည့်ဘူးစီးပွားတွေပြက်လို့ကိုဘဝတကယ်ပြက်မသွားဘူးကြားမာရေးတွေပျက်စီးလို့လည်းကိုဘဝတကယ်ပျက်စီးမသွားဘူးကိုကိုယ်တိုင်အပြုအမူဆိုးအပြောအဆိုဆိုးအသည့်အမြင်ဆိုးတွေနဲ့ကိုကျင်တရားတွေပျက်စီးသွားတာမျိုးအယူအဆအသည့်အမြင်မှားတွေနဲ့ပျက်စီးသွားတာမျိုးဆိုရင်တော့အဲ့ဒီပျက်စီးခြင်းနှစ်မျိုးကတော့ဘဝမှာသိုးတစ်ထက်သိုး နှစ်သက်ထက်နေပြီးတော့အဆိုးတန်နေရာမှာလဲပတ်နေလိမ့်မယ်။ဆွေမျိုးတွေပြက်လို့အပူဆင်းရဲတွေခံစားရနိုင်ပေမဲ့ကို့ဘဝပျက်စီးဆုံးရှုံးမသွားနိုင်ဘူး။စီးပွားတွေပြက်လို့အပူဆင်းရဲတွေတွေ့ကြုံခံစားရနိုင်ပေမဲ့လေကို့ဘဝပျက်စီးဆုံးရှုံးမသွားနိုင်ဘူး။ကျမ်းမာရေးတွေပျက်စီးလို့အပူဆင်းရဲတွေခံစားရနိုင်ပေမဲ့ကို့ဘဝပျက်စီးဆုံးရှုံးမသွားပါဘူး။ အဲကိုကိုတိုင်ကကိုကျင်တရားတွေပျက်စီးအလုတ်တွေပျက်စီးအပြောတွေပျက်စီးပြီးအသည့်အမြင်တွေလည်းပျက်စီးနေပြီးတော့အယူမှားအမြင်မှားတွေဖြစ်နေပြီးဆိုရင်တော့ကိုဘဝပျက်စီးဆုံးရှုံးမှုတွေနဲ့ဆင်းရဲပူလောင်မှုတွေတွေ့ကြုံခံစားရတော့မှာဆိုတာမမေ့ပါနဲ့ဒါကြောင့်ဆွေမျိုးပြက်တာစီးပွားပြက်တာကြားမာကြီးတွေပြက်တာတွေထဲကိုကျင်တရားမပြက်ဖို့နဲ့အသည့်အမြင်အယူဆတွေမပြက်ဖို့ ထူးဂယုဆိုင်နေရမယ်လို့ပြောချင်တာပါပဲနောက်ဆုံးအတူချုပ်ပြောရမယ်လောကမှာဘာတွေပြက်ပြက်ဘယ်လူပြက်ပြက်ဘသူတွေပြက်ပြက်ကိုယ့်ရဲ့ကိုခြင်းတရားမပြက်ဖို့ကံသုံးပါးမပြက်ဖို့ဟာအရေးကြီးဆုံးပဲနောက်ကိုယ့်ရဲ့အသည့်အမြင်တွေအယူအဆတွေအတိမားအမြင်မားတွေမဖြစ်ဖို့ဆိုတာလေအရေးကြီးဆုံးဆိုတာမမေ့ပါနဲ့ကိုယ့်ရဲ့ကိုခြင်းတရားပျက်စီးခြင်းနဲ့ အသည့်အမြင်ဤပျက်စီးခြင်းဟာပျက်စီးတကပျက်စီးခြင်းဤထဲမှာအဆိုးဆုံးပျက်စီးခြင်းဆိုတာသိမြင်သဘောပေါက်ကြပါလို့ပြောကြရင်းနဲ့ဤကုံ ချိုးလိုက်ပါတယ်အာလုံးအာလုံးကိုချင်းတရားနဲ့အသည့်အမြင်ဤမပျက်စီးအောင်ထိမ့်သိမ့်နိုင်ကြပါစေလို့ဆန္ဒပြုရင်းဤကုံချိုးလိုက်ပါတယ်